34တော့အရန်အသားဖြူရဲ့ကောင်မလေးကြီးချင်းအရန်ကိုချစ်တယ်အရန်ကိုဟဲသူ့လိုလေးအသားဖြူချင်းလိုက်တာ TikTok 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 breakdown project စဉ်းစားရတဲ့အခါမှာအစကင်တုံးနဲ့အရင်ဆုံးစဉ်းစားမိရပါတော့လိုင်းကအသားညိုရတဲ့သူလည်းဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံမှာဆိုရင်အသားညိုရတဲ့သူတွေဆိုလို့ရှိရင်များရပါတော့သူရဲ့ချစ်သူချိုးရဲ့ မကြကြဘူးပေါ့နော်အသားမဲတယ်အဲ့လိုပြောကြရဲခွဲခြားဆက်ဆံလိုက်လို့ကိုကဘလောက်ဝမ်းနေခဲ့ရတယ်ကိုအတွက် traumatize ဖြစ်သွားရဲ့သူများအားကြနေအဲ့သူများလည်းကိုယ်ပြန်အားကြနေလည်းဖြစ်နေနိုင်တယ်ပေါ့နော်ဒါကိုယ့်ရဲ့အတိုင်းပေါ်ကိုကိုကအရန်ကိုအခု loss မှာ confident ဖြစ်သွားပါပြီအရင်တော့လည်းမဟုတ်တော့ပါ ောရှောင်းရတဲ့အတွက်အရန်ဝမ်းသာပါရဲ့အရန်လေးပြရှင်ပါရဲ့ရှင်တို့သမီးလေးလို့ခန်းစားလိုက်ရတယ်တို့အရန်ချက်တီရှိပြီးတော့ဘယ်လိုပြောရမလဲကိုကို အဲဒါဒီထမသိန်းလဲဒါခဏခဏဝတ်ဖူရဲဒါပေမဲ့ဒါဒီဇိုင်နာကိုပြီးဆုံးအောင်ဆိုတော့ဆီဒီထမသိန်းကိုဘာလို့တစ်ခါမှမဝတ်ဘူးအခုပထမဆုံးဝတ်ရဆိုတော့ရမ်းပြောပါလေအများကြီးလုအဲကျူးစားနေရဲအကျူးစားထားရဲပြီးတော့ advocacy project လဲအားလုံးကြည့်ရှုရတော့မှာပါဟုတ်ပါ project လေးကမိတ်ဆက်ပြီးတော့ project ဒီမိတ်ဆက်ပြီးတော့မှာပါ project ရဲ့နာမည်ကတော့ hand in hands လို့ခေါ်ပါတယ်အ HIV awareness ပေါ့နော် HIV ဖြစ်နေတဲ့ကလေးတွေအတွက် အကူအညီပေးတယ်ပြီးတော့ HIV ဖြစ်တဲ့သူတွေကိုခွဲခြားဆက်ဆံမှုစန့်ကျင်တိုက်ဖြတ်တဲ့အနေနဲ့အ hand in hand ဆိုတဲ့ project လေးပါ hope of case project ပေါ့နော် TikTok 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 အရင်ဆုံးဒီ project စဉ်းစားရတဲ့အခါမှာ skin tone နဲ့အရင်ဆုံးစဉ်းစားမိရပါတော့။ line ကအသားညိုတဲ့သူလည်းဖြစ်တယ်။ပြီးတော့မြန်မာနိုင်ငံမှာဆိုရင်အသားညိုတဲ့သူတွေဆိုလို့ရှိရင်များရယ်ပေါ့နော်။အဲ99ရာခိုင်နှုန်းလောက်ကအသားညိုတဲ့သူတွေအသားလက်တဲ့သူတွေအမ်ဖြစ်တယ်။ပြီးတော့အသားခရဲသူတွေလည်းနည်းနည်းရှားတဲ့အပေါ်မှာအာတော်တော်များများအသားညိုရာကိုတဘုံမကြကြဘူးပေါ့နော်အသားမဲတယ်အဲ့လိုပြောကြတယ်အဲ့လိုငငယ်လေးကလည်းအဲ့လိုခံစားခဲ့ရတဲ့သူဆိုတော့အဲ့လိုခွဲခြားဆက်ဆံတဲ့အဲခေါင်းစဉ်လေးကိုအရင်ရွေးဖြစ်တယ်ပေါ့နော် အဲ့တော့ခွဲခြားဆက်ဆံတဲ့နေရာမှာအများကြီးရှိတယ်ဘလို့နီးနဲ့ဘလို့ပုံနဲ့ဘလို့ခွဲခြားဆက်ဆံနေဆိုရဲအကြောင်းအရာတွေပေါ့နော်ပြီးတော့ဘလောက်ထိခွဲခြားဆက်ဆံမှုခံခဲ့ရတယ်ပြီးတော့ခွဲခြားဆက်ဆံလိုက်လို့ကိုကဘလောက်ဝန်းနေခဲ့ရတယ်ကိုအတွက် traumatize ဖြစ်သွားရဲဆိုရဲအရာတွေအများကြီးရှိရဲတဲ့မှာမှာပေါ့နော်အာဒီလိုယောဂပိုးတစ်ခုရှိနေတဲ့သူတွေကဘလောက်ထိပို့ပြီးတော့တခြားလူတွေထက်အာဇလိုင်းဆိုလို့ရှိရင်အသားညိုလို့ခွဲခြားဆက်ဆံခံရတဲ့အပေါ်မှာကို traumatize ဖြစ်တယ်ဒါဆိုရင်ဒီ HMB ဖြစ်တဲ့ကလေး င်းအနေနဲ့ရောဒါဘယ်လိုဖြစ်မလဲသူတို့အတွက်ဆိုရင်ရောကိုကဘယ်လို speak out လုပ်ပေးနိုင်လဲအဲ့လိုယောဂဘုရှိနေတဲ့သူတွေကဆိုရင်ဒီလူမှုပတ်ဝန်းကျင်မှာသူတို့ဘယ်လိုဘယ်လိုတောင်နေနေတလဲပေါ့ summer nights mid july when you အဓိကအကြောင်းရင်းအနေနဲ့ပေါ့နော် hand in hand ဆိုတဲ့ project လေးကို idea ရပြောင်းလာခဲ့ဟုတ်ဒါဖြစ်တာပါဟုတ်အာအရင် ဆက်သုံး24တော့အရန်အသားဖြူရကောင်မလေးကြီးအရန်ကိုချစ်တယ်အရန်ကိုဟဲသူ့လိုလေးအသားဖြူကျင်လိုက်တာအဲ့အလိုလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုပိုင်ဆိုင်ထားတဲ့အသားရည်ကိုပိုင်ဆိုင်ထားတဲ့ရုပ်ရည်ကိုကိုကကိုအဲကျင်းတ်တယ်စိတ်ကျင်းတ်တယ်ဆိုရင်ဒါအကောင်းဆုံးပါပဲဘာမှလည်းဟို ူများကိုကသာသူများကိုအားကြနေအဲ့သူများလည်းကိုကိုပြန်အားကြနေတာလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲဒီလိုနိုင်ငံခြားမှာဆိုရင် olive skin တွေ tan skin တွေဆိုရင်အဲတို့တို့များသဘောကျကြရဲပြီးတော့ဒါ miss ပြိုင်တဲ့အခါဆိုလည်းတချို့ဆိုအဲညဆို tan လောက်ကြရဲအဲ့လိုပေါ့နော်အဲ့ဟာတွေကိုတိလာတဲ့အခါမှာဩအဲအသားညိုတာလည်းဒါအကန့်ကောင်းချင်းမလားသူတို့တွေလို့ညာကြီးမှာအချိန်ပေးပြီး tan ဟို tan တွေလုံးနေကြမလို့ပြီးတော့ make up တွေနဲ့လည်းညိုနေအောင်လုပ်နေကြမလို့ကိုကတဘာဝညိုပြီးသားအဲ့ညိုပြီးသားကလည်း ကိုကိုဖရပေးထားတဲ့ဆုလက်တခုပေါ့နော်အဲ့တော့ကိုမျက်နာနဲ့ကိုခန္ဓာကိုယ်နဲ့ကိုရဲ့အသားကြီးကဒါကိုက်ညီလို့အာဖရပေးထားတယ်ဆိုတော့ဒါကိုရဲ့အသားကြီးပေါ့ကိုကအရန်ကိုအခုလောစမှာ confident ဖြစ်သွားပါပြီအရင်တော့လည်းမဟုတ်တော့ပါ မိထီလာကုစားပြုတော့ဗောနော်မိထီလာဒါမိထီလာမိဖုရားဘယ်လိုဝတ်စားစီရင်လဲဆိုရဲ့အတွက်အဲဆိုတော့ဗောနော်ဖိုတိုရှူလေးလဲလုပ်ထားရဲဖိုတိုရှူလေးလဲတင်ပေးထားပါရဲဟုတ်ပြီးတော့ဒီမိထီလာကုစားပြုအတွက်အများကြီးလုံပန်းနေပြီးတော့ National Costume အတွက်လဲအားလုံး surprise ဖြစ်မဲ့အာမိထီလာရဲ့ ဒီပေါ့နော်အထင်ကရတစ်ခုကိုပြသွားမှာပါအာ Miss Universe Journey ရောက်ကိုလည်းဒါအများကြီးစောင့်ကြည့်အပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ဟိုကြိုးစားမှုတိုင်းကိုလည်း appreciate လုပ်ပေးရသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆက်ပြီးတော့လည်းအားလုံးအပေးကြပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်